အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းနဲ့ Everton အသင်းရဲ့ပွဲကတော့ကျွန်တော်တို့ Monday night မှာကံပိုရှိတယ်ဆိုတော့ကျွန်တော်တို့ Premier League ကဒီတစ်ပတ်ပွဲစဉ်တွေအားလုံးကို စနေနေ့မှာ Burnley နဲ့ Chelsea ပွဲကံမယ်အဲ့နောက်မှာ Bournemouth နဲ့ West Ham ဒါ Brighton နဲ့ Brentford Fulham နဲ့ Sunderland Liverpool နဲ့ Northern Forest နဲ့ပြီးတော့မှ Wolverhampton Crystal Palace ကိုမှ Newcastle United အသင်းနဲ့ Manchester City တို့ထိပ်တိုက်တွေ့မယ်။အဲ့ဒါကစနေနေ့မှာကံမယ်ဆိုတော့ Chelsea ရဲ့ Liverpool ရဲ့ Man City ရဲ့၃သင်းကစနေနေ့ Super Sunday မှာ Arsenal နဲ့ Spurs ရဲ့မြောက် London Derby ပွဲနဲ့ Monday night မှာတော့ Man United က Everton နဲ့ပွဲပေါ့လေဒီပွဲမတိုင်ခင်မှာ Manchester United ကပေးအသက်တွေတော့နောက်ထပ်သတင်းကောင်းတစ်ခုပါလဲဆိုတော့ safe standing session ဆိုတာရှိတယ် safe standing session ဆိုရင် မတရက်ပြီးတော့ကြည်လို့ရတဲ့ session အဲ့မတရက်ပြီးကြည်လို့ရတဲ့ session ဆိုတော့ဘာလဲဆိုတော့ကျွန်တော်ဘလုံးကွင်းမှာအိမ်ကွင်းမှာတော့တောင်းတောင်းရခဲ့တဲ့အဝေးကွင်းမှာကျွန်တော်ပေးသက်တော်တော်များများကထိုင်ကြည့်တယ်ဆိုတော့ရှားတယ်အဝေးကွင်းလာကြည့်တဲ့ပေးသက်တော်တော်များများဟာအကုန်လုံးကမတရက်နေကြတာဖြစ်ပြီးတော့အိမ်ကွင်းမှာဆိုရင်တချို့လက်တန်းတွေလက်တန်းတွေရှိတဲ့ကွင်းတွေမှာဆိုရင်မတရက်ခွင့်ပေးတယ်အဲ့ဒါကို standing seat လို့ခေါ်တယ်။ဘာကြောင့်အင်္ဂလန်ကအဲ့လိုတွေမလုပ်လဲဆိုတော့အရင်တုန်းကစတေဒီယံတွေပျို့ကြတာတို့ပျက်စီးတာတို့ပေးသက်တွေ injury ဖြစ်တာတွေပါရှိတဲ့အတွက်ကြောင့်အားရီကိုကုန်ပြန် ပိတ်ပင်လိုက်တယ်ပိတ်ပင်လိုက်တဲ့အတွက်ကြောင့်အကုန်လုံးထိုင်ကြည့်ရတာဗောလေဒါပေမဲ့ဝေးကွင်းသွားကြည့်ရင်တော့ different ဒါပေမဲ့ Manchester United က Everton နဲ့ပွဲမှာ safe standing session ဆိုပြီးတော့သူတို့အကြီးကြီးထုတ်ဖို့ Monday night မှာသူတို့အဲ့ session တစ်ခုထပ်ပြီး create လုပ်မယ်အဲ့ဒါဆိုရင်ပိသက်တွေကမတည့်ရက်ပြီးတော့အဓိကထိုင်ကြည့်တာနဲ့မတည့်ရက်ကြည့်တာကွာတဲ့အချက်ကထိုင်ကြည့်လို့ရှိရင်ပိသက်ကွာရဖြစ်တယ်ဗျာမတည့်ရက်လို့ရှိရင်လှုပ်လှုပ်ရွရွားနဲ့ပိသက်ကအသင်း all hit အပီးကြတာဗောလေ atmosphere ပူကောင်းတဲ့အတွက်ကြောင့်အသင်းတော်များများက standing session ကိုလှုပ်ချင်ကြတယ်ဆိုတော့ Everton နဲ့ Manchester United ပွဲကမ္ဘာတော့ဒေသစံတော်ချိန်ည၈နာရီမြန်မာစံတော်ချိန်နနက်၂နာရီခွဲကမ္ဘာဖြစ်တဲ့ Man United အသင်းရဲ့အိမ်ကွင်း Old Trafford မှာကမ်းမယ်ဆိုတော့ ဒီနှသင်းလက်တလောအခြေအနေပေါ့လေဒီနှသင်းလက်တလောအခြေအနေကိုကြည့်တဲ့အခါမှာနှစ်သင်းလုံးမှာ Manchester United ကပုံစံကောင်းပြသထားတယ်ဒါပေမဲ့နောက်ဆုံးနှစ်ပွဲဆက်တိုက်မှာ Northern Forest ကို Tottenham Hotspur ကိုတူးတူးတေးကြပြီးတော့ရှေ့မှာ Sunderland ကိုနိုင် Liverpool ကိုနိုင် Brighton ကိုနိုင်ပြီးတော့နောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်၂ပွဲသေး Everton ကတော့နောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်၁ပွဲသေး၂ပွဲရှုံးသူရှုံးတဲ့အသင်းက Manchester City နဲ့ ထော်တနဟော့စ်ပါဆိုတော့အသင်းကြီးကိုရှုံးတာဖြစ်တယ်ဒါပေမဲ့အိမ်ကွင်းမှာစပက်စ်ကိုရှုံးလိုက်တဲ့အချက်နည်းနည်းတော့မေးခွန်းထုတ်စရာဘာလို့လဲဆိုတော့သူတို့အိမ်ကွင်း Everton အိမ်ကွင်းကောင်းတယ်ဗျာ Hill Dickinson ကွင်းမှာ Crystal Palace ကိုသူတို့2-1နဲ့နိုင်တယ်ထော်တနကိုရှုံးပြီးတော့မှသူတို့ Fulham ကိုနိုင်တယ်ဆန်ဒလန်ကိုအဝေးကွင်းမှာတေးကြထားတယ်ဆိုတော့ ဒီနှစ်သေးအနေထားဘယ်လိုရှိမလဲ Manchester United ကတော့ယုံကြည်မှုအပြေဝါနဲ့ဒီပွဲအတွက်တခုပဲသူတို့ရဲ့တိုက်စင်မှု Benjamin Sesko injury ဖြစ်တာကြောင့်၃ဘတ်နဲ့၄ဘတ်ကြာနားမယ်ဆိုတော့သူမပါတဲ့တိုက်စစ်ကတေးကြတဲ့အမွေးမိုးကိုနဲ့ကုညာတယောက်ယောက်ကိုထောင်ထားပြီးတော့မှအမတီယာလိုက30ရိုးမှာဝင်မယ်ဘရူနိုနဲ့ကက်ဆမီရိုတွဲပြီးတော့မှာဟိုဘက်မှာဒါလော့ပဲဖြစ်ဖြစ်မာဇာရာဝီပဲဖြစ်တွဲနိုင်တယ်ဆိုတော့ဘေဘချန်ကတော့ပက်ထရစ်ဒိုကူနဲ့ဒါလော့ကစားနိုင်ပြီးတော့ခန်စစ်ကတော့အပြောင်းလဲမရှိဘူးကျွန်တော်ထင်တော့လန်နီယိုရဲ့ မတိုင်စီလစ်နဲ့လူရှော့အတွဲ Everton ကအခုလက်ရှိမှာယုံကြည်မှုတော်တော်လေးကောင်းနေတယ်ဗျာတိုက်စစ်က Grealish ရဲ့ Jubri Hall ရဲ့အန်ဂျာကြီးရဲ့ပြီးတော့မှ Batto ရှိတယ်နောက် Everton မှာအခုလောလောဆယ်မှာခြေစွမ်းထက်နေတဲ့ကစားသမားတော်တော်များများသူတို့ကစားပုံကောင်းနေဗျာအခု Everton ကစားပုံမာကျောတယ်ချစ်လစ်တယ်သူတို့အသင်းမှာ quality player တွေတော်တော်လေးကောင်းပြီးတော့အခုလက်ရှိ Everton အသင်းကတခြားအသင်းတွေနဲ့မတူညီတဲ့အချက်ကသူတို့မှာ David Moyes လက်ထက်မှာယုံကြည်မှုပြန်ရနေတဲ့အချက်ပဲအဲ့ဒီအချက်က Everton ရဲ့အားပါချက် ပုံမှန်အဖြစ်ကကျွန်တော် evidence အသင်းကိုအဲ့လောက်ထိတိုက်ပြီးတော့မရှိဘူးဒါပေမဲ့ debo mice ပြန်ကင်ပြီးခဲ့က evidence ကပိုကောင်းလာတဲ့အသင်းဖြစ်တယ်သူတို့နောက်ဆုံးကစားခဲ့တဲ့ fuan ran ပွဲဆိုရင်အဓိကတိုက်စစ်တွဲမှာဆိုရင် berry ထောင်ထားပြီးတော့မှအကြာကြီးရဲ့ jubilee hall ရဲ့ check grillish ကွင်းလေကတော့ garner drasia gate ကို james gardner နဲ့တွဲပြီးတော့ခန်းစစ်ကခါကြရင် gardner ကစားတယ်နောက် tarkovsky ရဲ့ michael king ရဲ့ပြီးတော့မှ michelan ကိုရှိတယ်ဆိုတော့ evidence မှာလည်း တောက်တင်းတဲ့လူစင်တော်တော်များများရှိတယ်ဆိုတော့ Manchester United အသင်းအနေနဲ့ Everton ကိုအနိုင်ယူနိုင်မလားဆိုတော့ဒီနှစ်သင်းထိတ်တိုက်ဆွေးတဲ့နောက်ဆုံးပေါ့လေဒါထိတ်တိုက်တွေ့တဲ့မှတ်တမ်း မန်ယူနိုက်တက်နဲ့အေဗာတန်တို့ရဲ့ဟတ်တူဟတ်မှာပြီးခဲ့တဲ့ရာသီပရီးမီယာလိမှာမန်ချက်စတာယူနိုက်တက်ကရူဘင်အမရွန်ပဲ၄ဂိုးပြတ်နဲ့အေဗာတန်ကိုသူ့ရဲ့ရှာရှာပါပါနိုင်ပွဲတွေကတပွဲရခဲ့ပြီးတော့အေဗာတန်ရဲ့ဂူဒစင်ဘက်မှာတူတူတည်ကြတယ်။တခါမန်ချက်စတာယူနိုက်တက်ကဆမ်မာစီးတီးတို့မှာအေဗာတန်ကိုတူတူတည်ကြပြီးတော့ရှင်းနှစ်မှာယူနိုက်တက်ကအေဗာတန်ကို2-3ဆိုတော့မန်ချက်စတာယူနိုက်တက်က Old Trafford မှာအေဗာတန်အသင်းကိုနောက်ဆုံးမနိုင်ခဲ့တာက2021မှာနောက်ဆုံးပဲ။ အိုက်ပွဲမှာ1-1တည်ကြီးကြပြီးကလေးကနေသူတို့အိမ်ပွဲမှာ3-1တခါ2-0တခါ2-0တခါနောက်4-0တခါစက်တိုက်နိုင်ထားတယ်ဆိုတော့ခြေစွမ်းရကြည့်ရင်တော့ Everton ကခက်ခဲမဲ့ပြိုင်ဘက်ဒါပေမဲ့ Everton ရဲ့ low block တွေ mid block တွေအဲ့ဒါတွေကို United ဖြေရှင်းရမယ်။ဘာကြောင့်လဲဆိုတော့ Everton ဟာအထူးသဖြင့်အဝေးကွင်းသွားကစားရင်သူတို့ကစားပုံကအိုက်ပုံစံကစားပြီးတော့တကယ်ကိုထိုက်ကင်းဖြစ်အောင်လုပ်တဲ့အသင်းဖြစ်ပြီးတော့ခက်ခဲတဲ့ပွဲဖြစ်တဲ့ Man United ကငါးပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားတဲ့ Everton ကလည်း Deep Moise နဲ့အတူပုံစံကောင်းပြ နေတဲ့အတွက်ဒီပွဲကတကယ်ကိုကြီးကောင်းတဲ့ပွဲပေါ့လေဒေသဆန်တော်ချင်းည8နာရီမြန်မာဆန်တော်ချင်းနနက်2နာရီခွဲမှာကပ်မယ်တခါ Monday night မှာ La Liga ဘက်မှာ Espanyol နဲ့ Sevilla ပွဲရှိတယ် Italy ဘက်မှာဆိုရင်ည7နာရီမှာ Torino နဲ့ Como ပွဲရှိပြီးတော့ Sassuolo နဲ့ Pisa ရဲ့ည9နာရီ55မှာကပ်မယ်ပွဲရှိတယ်ဆိုတော့ကျွန်တော်တို့ဒါတခြားတခြားသောစိတ်ဝင်စားစရာပေါ့လေ question က Amon ကပြီးခဲ့ရာစီမှာသူအသာစီးရတဲ့နီးပြရှားတယ်ပြိုင်ဘက်နီးပြအဲ့ထက်မှာရှာရှာပပသူအသာစီးရတာ Everton ကသူ၄မှတ်ယူထားတယ်ဆိုတော့ ဘာဖြစ်ဖြစ်အိမ်ခွင်းမှာသူစကင်ကစား၄ကိုပြက်နိုင်ပြီးတော့အဝေးခွင်းမှာတူတူတေးချ Everton ကတခုပဲသူတို့ရဲ့ defensive unit ကောင်းတယ် set piece နည်းနည်းအားကောင်းတယ်ဒါပေမဲ့ဒီအစီမှာ Man United set piece ဒီလို့တဲ့အပိုင်းမှာရော set piece က၉ရတဲ့အပိုင်းမှာတော်တော်လေး improvement ဖြစ်တဲ့အချက်ပဲကြည်ကောင်းတဲ့ပွဲဖြစ်တဲ့ tight game ဖြစ်မယ်ဒါပေမဲ့ Manchester United အတွက်အိမ်ခွင်းဖြစ်တဲ့အကြောင်းအားသာချက်အပြည့်နဲ့ကစားမှာဖြစ်တယ်ဆိုတော့ Benjamin Shesko မပါတဲ့အတွက်ကြောင့်တိုက်စစ်မှာတော့ slightly different ဖြစ်ကောင်းဖြစ်နိုင်တယ်ကြည်ကောင်းနိုင်တဲ့ပွဲဖြစ်ပြီးတော့ မန်ယူနိုက်တက်အသင်းနဲ့အေဗာတန်တို့ရဲ့မန်ဒီနိုက်ကပွဲအပါဝင်ဒါလာလီဂါကပွဲစဉ်စီးတီးပွဲစဉ်တဲ့ပွဲနဲ့စိတ်ဝင်စားစရာတနင်္လာနေ့ညပွဲပေါ်လေရူဘင်အမရွန်အသင်းရှုံးပွဲမရှိဆန်ချင်တဲ့ဒူနောက်ထပ်နိုင်ပွဲရမလားဒေးဗင်မွိုက်စ်ကပုံစံကောင်းကိုပြသနေရင်းနဲ့သူတို့အပ်ဆက်လုပ်နိုင်မလားဘယ်လိုမြင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်